တိုက်ပွဲတိုင်းမှာပါကင်စတန်ထက်တာလွန်တာကိုပြသနိုင်ခဲ့တယ်လို့အိန္ဒိယဝန်ကြီးချုပ်မိုဒီကပြောပါတယ်ပြီးခဲ့တဲ့သတင်းမှာကပါကင်စတန်အိန္ဒိယကလေကြောင်းတိုက်ခိုက်မှုတွေဆင်နွှဲချိန်မှာစတင်ကပထမဆုံးအများပြည်သူထံပြောကြားချက်အရတနင်္လာနေ့ကအောင်ပွဲခံရုံးသံမေကောမှာမိုဒီကအိန္ဒိယဟာပါကင်စတန်ကိုတားမြစ်လိုက်ပြီဖြစ်ကြောင်းအိန္ဒိယကပဲစစ်စင်ရေးတွေကိုရပ်ဆိုင်းပေးလိုက်ရတာလို့ဆိုပါတယ်ပြီးခဲ့တဲ့ဘက်ကအိန္ဒိယနဲ့ပါကင်စတန်တို့ဟာ အပြန်အလှန်ဒုံးကြီးတွေဒုံးတွေနဲ့ပြစ်ခတ်ခဲ့ပြီးလေကြောင်းတိုက်ပွဲတွေပါဖြစ်ခဲ့ပါတယ်။စီးရဲဆောင်တွေနဲ့အငင်းပွားကက်စမီးယားဒေသမှာရှိတဲ့တိုက်ပွဲနယ်ဝန်မှာကျော်လွန်ပြီးပြစ်မှတ်ထားတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။အပြန်အလှန်တိုက်ပွဲတွေမှာအိန္ဒိယရဲ့လေရင်ချို့ပါပြစ်ကြခဲ့ပါတယ်။ပါကစ္စတန်ဘက်ကလည်းလူ90လောက်သေတဲ့ဆိုပါတယ်။အိန္ဒိယဘက်ကလည်းသေဆုံးသူတွေမြောက်များရှိပါတယ်။ပါကစ္စတန်ကအိန္ဒိယဝန်ကြီးမော်ဒီကတော့စစ်မြေပြင်မှာပါကစ္စတန်ကိုကျွန်တော်တို့ကပဲအနိုင်ယူခဲ့တာလို့လက်သီးလက်မောင်းတမ်းပြီးပြောပါတယ်ခစ်သစ်စစ်ပွဲမှာအိန္ဒိယဟာ တာလွန်ကြောင်းတသက်ထူခဲ့ပြီလို့သူကဆိုပါတယ်။မော်ရီမင်ကွန်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများအပြားခံနေရပါလေ။အပြန်အလှန်ဆက်ပြောင်းမောင်းတဲ့နိုင်ငံလုံးဟာအောင်နိုင်သူတွေဖြစ်တော့ကိုကိုကိုပြောပြီးတော့ show နဲ့တဲ့သူမရှိသလိုဖြစ်နေပါလေ။ဘာကစ္စနာဝန်ကြီးချုပ်ဝါရှီဗာရှာရစ်ကလည်းပါကစ္စတန်နဲ့အိန္ဒိယဖြစ်တဲ့တိုက်ပွဲဟာပါကစ္စတန်ဟာတမိုင်းတွင်တဲ့အောင်ပွဲကိုရပြီးတော့အနိုင်ရခဲ့တယ်လို့နိုင်ငံတော်မင်ကွန်းကပြောပါလေ။ ပြီးခဲ့တဲ့သတင်းဘက်ကပဋိပက္ခအစပိုင်းမှာအိန္ဒိယတိုက်လေ၅စင်းထပ်မင်းမီလိုပြချနိုင်ခဲ့တယ်လို့ပါကစ္စတန်ဘက်ကပြောဆိုချက်ကိုတော့အိန္ဒိယဝန်ကြီးမိုဒီကပြောဆိုခြင်းမရှိပါဘူးတနင်္ဂနွေနေ့ကအိန္ဒိယလက်တက်ဗိုလ်ချုပ်ကြီးကူမာဘာဒီယာလိင်နေပြချခံရတဲ့ဆိုတဲ့တင်းကိုအတီးပြခြင်းလည်းမရှိသလိုငင်းဆို့ခြင်းမရှိပေမဲ့ဆုံးရှုံးမှုဆိုတာတိုက်ပွဲမှာတော့ဖြစ်မှာပဲလို့သူကပြောပါတယ်အိန္ဒိယလိင်မှုတွေအားလုံးအိမ်ပြန်ရောက်ပါတယ်လို့ဆိုပါတယ် အိန္ဒိယနဲ့ပါကစ္စတန်တို့အစနေနေ့မှာပြစ်ခတ်ရေးစည်းတရားအသဘောတူခဲ့ပါတယ်။နေဆက်ဖြတ်ကျော်ကြံဖတ်မှုကိုပံ့ပိုးနေတယ်လို့ဆွဆွဲထားတဲ့နိုင်ငံတနိုင်ငံအားအဖြစ်မနေအင်အားပြသဖို့လိုအပ်ပြီလို့အိန္ဒိယကဆိုထားပါတယ်။လေယာတာတိုက်ပွဲကိုနလောဆက်မှာတော့အမေရိကန်ရဲ့ဂျာဝေမှုနဲ့ရပ်တန့်ထားတယ်ဆိုပါတယ်။ပါကစ္စတန်ကလည်းတရားမျှတတဲ့ခုခံကာကွယ်ကျင်းတာဖြစ်တယ်လို့ဆိုပြီးအိန္ဒိယအုပ်ချုပ်မှုအောက်ကက်စမီးယားရှိပါဟန်ကန်ရက်မှာအေဘီလာကအရသား26ဦးတပ်ဖြတ်ခံရမှာကိစ္စဟာ ပါကစ္စတန်ဘက်ကမပါဝင်ကြောင်းညင်းဆိုထားပါတယ်လက်ရှိချိန်ဒီလဲဝန်ခံပြောခြင်းရှိပါဘူးမော်ရီမိတ်ကွန်ဟာပါဟန်ခံတပ်ဖြတ်မှုအတွက်လက်စားချေရေးတောင်းဆိုတဲ့မျိုးသားရေးဝါဒီတွေကိုဆွဲဆောင်နေတယ်ဆိုပါတယ်မော်ရီယာသူမဲရဖို့အတွက်တမင်တသက်စစ်ပွဲကိုအသုံးချနေတာလို့တိုက်ခန်နေကဆိုပါတယ်ရေပေါ်ရအနေနဲ့ပါကစ္စတန်နဲ့ဘလို့ပြိပကမျိုးမဆိုဟာလန်တော်အောက်ကစုယုံခြင်းကိုပဲဖြစ်စေမှာပဲလို့အိန္ဒိယအရေးလေးလာသုံးသူကပြောပါတယ်ပါကစ္စတန်ရဲ့စစ်ပွဲတောင်မှမဟုတ်ပါကစ္စတန်ရဲ့ပြည်ပကတခုတည်းပို့လို့ ဘာကမှအိန္ဒိယလူတို့ကိုပို့ပြီးစိတ်အားထက်သန်စေတဲ့အရာမရှိပါဘူး။ဝန်ကြီးချုပ်မော်ဒီကတော့ရွေးကောက်ပွဲအတွက်ကောင်းကောင်းကြီးသုံးချနိုင်ပြီလို့နိုင်ငံရေးလှစ်လာသူတွေကပြောပါတယ်။